ကျမတို့လမ်းကျယ်ကြီးရဲ့ဒဲစင်းပေါ့နော်မိန်းလမ်းမရဲ့ဒိုးရုပ်ပေါက်လေးဖြစ်တယ်ပေ60ပေ60ကိုမှ3900နဲ့ရောင်းချပေးပေးမှာပါရှင်ပေါ့နော်ကျမတို့အခုမြင်တွေ့နေရတဲ့လမ်းမကြီးကတော့ပလဲရတနာမိန်းလမ်းမကြီးဖြစ်တယ်ပေါ့နော်ကျမတို့ဒီလမ်းကနေတက်တက်ရိုထွက်မယ်ဆိုရင်တော့မောင်းမကန်မိန်းလမ်းမကြီးကိုဒါလိုက်ကိုဒိုးရုပ်ပေါက်ပြီးထွက်သွားမှာအရှိဆိုလို့ရှင်တော့ဆန်လဖေးဆိုင်ရှိမယ်16ရက်ကွယ်အပိုင်းပေါ့နော်အရှိ ါဆိုလို့ရှိရင်တော့ကျွန်တော်တို့25ရက်ကွယ်ဒါ25ရက်ကွယ်ဆိုတော့လူတိုင်းသိကြတဲ့အတိုင်းပဲပေါ့နော်တောင်တကုံမြို့နယ်ရဲ့အစား25ပေါ့နော်25ရက်ကွယ် VIP ရက်ကွယ်ပေါ့နော်ဒီမင်းလမ်းမရဲ့ဒေသင်းပေါ့နော်ဒါတော့လမ်းညွန်လေးကိုရင်ပေးရဒီလမ်းမရက်နေတက်တက်ကြီးထွက်မယ်ဆိုရင်တော့ဟိုးရှိမှာဆိုရင်တော့ကျွန်တော်တို့ဒါပြည်တော်စုမင်းလမ်းမကြီးဖြစ်တယ်အဲရောက်ကော်ပန်းချံဖြစ်တယ်ပန်းချံကားမှတ်တိုင်ရှိနေပေါ့နော်ပန်းချံကားမှတ်တိုင်ဘီရနေပြီးဝင်လာလိုက်ပြီးဆိုဒါပလဲရတနာမင်းလမ်းမကြီးပေတရာကျဲတဲ့လမ်းမကြီးရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ရုံငန်းရှိနေမယ်ပေါ့နော်89ပဲလေး အိမ်ချမ်းမြေရုံးခန်းရှိလိမ့်မယ်။ကျမတို့ရုံးခန်းသားလေးကနေလာမယ်ဆိုလို့ရှိရင်နီနီလေးပေါ့နော်။ဒီ main land မှာရှိတယ်ဒီပေတရာကျတဲ့ main land မှာအရင်ကနေဒဲစင်ကားအဖြူလေးရက် ားတဲ့နားလေးเนาะအဲ့နေရာမှာကျွန်မပေ40ပေ60တထပ်တိုက်ပေါ့เนาะ RC တိုက်ပေါ့เนาะတိုက်ကတော့တိုက်အဟောင်းပေါ့เนาะတိုက်သစ်ထဲမှာမပါဘူး3900အမီးပေါက်ကိုတိုင်ရောင်းချပေးမှာပါရှင်ပေါ့เนาะမြေပုံရာဆိုရင်ကူးပေးမယ်ရောင်းဖို့မှာတခါတည်းစောင့်ပေးပါမယ်ရှင်ပေါ့เนาะဒါကတော့လမ်းညွန်လေးကိုကျွန်မပြောပေးပေးတာပေါ့เนาะကျွန်မတို့လမ်းကျယ်ကြီးရဲ့ဒေဇင်မိန်းလမ်းမကြီးရဲ့အနီးပေါ့เนาะရက်ကွက်ကောင်းရက်ကွက်တန်းပေါ့เนาะလူနေရက်ကွက်ကိုလိုချင်ကြတယ်ဆိုရဲဧည့်သည်များတို့အတွက်ကျွန်မတို့လမ်းညွန်လေးပြပေးပေးတာ အဲမြေပွက်ကတင်နေရတယ်အိမ်လေးကိုတစ်ချက်လောက်လေးလိုက်ကြည့်ပေးပါအောင်ရှင်ကျမဒါလေးမိန်လမ်းမကြီးကနေဝင်လာတာเนาะလမ်းနေထားလေးလေးကောင်းတယ်ကျမတို့ပတ်ဝန်းကျင်ကောင်းတယ်ပေါ့เนาะ ကျွန်တော်ကတောင်တကုံရဲ့အစာ25ရက်ကွက်ပေါ့နော် VIP ရက်ကွက်ပေါ့နော်အကုန်လုံးကျွန်တော်ကလုံချင်းနေနေနဲ့ပဲလုံချင်းတိုက်တည်ပဲပေ40ပေ60တည်းကြီးပဲပေါ့နော်ဒီညအကုန်လုံးဒီလမ်းအကုန်လုံးလမ်းကိုယ်တိုင်းလည်းဒူးရပါဒီရက်ပိုင်းမှာဆိုလို့ရှိရင်တော့မိုးကတောက်လျှောက်ရတာပေါ့နော်တချို့နေရာလေးတွေမှာရေတက်တာတို့ရေဝတ်တာတို့ရှိတယ်ကျွန်တော်တို့ဒီ25ရက်ကွက်တောင်တကုံမှာတော့ရေတက်တာကိုရေဝတ်တာတော့မရှိဘူးပေါ့နော်ဒီ25ရက်ကွက်က ဒါတော့ပတ်ဝန်းကျင်နေတာဒီမှာဆိုလို့ရှိရင်လည်းအိမ်လေးတွေပေါ့နော်ကောင်းမယ်အလေးထားလေးပါကျမရောင်းပေးပြီးမှဒီ channel လေးရောင်းပေးပြီးမှနော်တစ်ချက်လောက်လေးကြည့်ရှုပေးပါရှင်ဒါတော့ကျမပတ်ဝန်းကျင်လေးအိမ်လေးနှာလို့ပြပေးပြီးတာကျမဒီ channel လေးရောင်းပေးပြီးမှရှင် ကျမတို့အခုမြင်တွေ့နေရတဲ့ဒီခြံလေးဖြစ်တယ်ပေါ့နော်ပေ40ပေ60တထက်တိုက်ကလေးဖြစ်တယ်ပေါ့နော်အရှိမဆိုလို့ရှိရင်တော့ဆက်လက်လောင်းထားပြီးတာပေါ့နော်ကားဝင်ကားတွေခြံထဲလဲကားဝင်လို့ရတယ်ဒီဘက်မှာဆိုရင်တော့ဂူတောင်လေးဒီဘက်မှာဆိုလို့ရှိရင်တော့အဲအဲခံအဲဥစားပေါ့နော်အိမ်လုံးချင်းပေါ့နော်အပေါ်မှာဆိုလို့ရှိရင်တော့ထပ်ကိုးလေးတစ်ထပ်ပါလိမ့်မယ်ပေါ့နော်မိန်းလမ်းမအနေနဲ့အဝင်ထွက်အရှိမမြင်တွေ့နေရတဲ့ကားသွားနေတဲ့လမ်းဆိုလို့ရှိရင်စောနာကျမမတက်ရက်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့ဝင်လာတဲ့လမ်းမကြီးပေါ့နော်ဒီပလဲရတနာမိန်းလမ်းမကြီးရဲ့ဒေဆင်းလေးကြတယ် လှဲ့ဆိုလို့ရှိရင်တော့ကျမတို့ကအနောက်တောင်ဘက်အလှဲ့လေးကြတယ်ပေါ့နော်အိမ်နံပါတ်ပေါင်းချင်းဒီ၈ခန်းန်းလေးကြတယ်ဂရန်အမီပေါက်ကိုတိုင်းရောင်းချပေးပေးမှာပါရှင်ပေါ့နော်ဒီလမ်းကတော့လမ်းကျယ်တယ်အရှိတရားနေဆက်ဆက်သွားမယ်ဆိုလို့ရှိရင်တော့ဟူးအရှိမှဆိုလို့ရှိရင်တော့ကျမတို့ကရက်ွက်ရုံပေါ့နော်ဒါကတော့အရှိပတ်ဝန်းကျင်မျက်နှာစားပေါ့နော်အိမ်လမ်းမှာပါရှင် ါကတော့ပတ်ဝန်းကျင်မင်းလမ်းမကြီးပေါ့နော်မင်းလမ်းမကြီးရတယ်ဝင်ဝင်လာပြီးခြင်းပဲပေါ့နော်ပေ60ပေ60ပါရှင်ပေါ့နော်ကရင်အမီပေါက်ကိုယ်တိုင်ရောင်းချပေးတာဟို3900လဲပါရှင်ပေါ့နော်အိမ်မှာတစ်ခါလဲပါပြီးသားပါအယောင်မြေပုံညာဆိုရင်ကူပေးပေးမယ်ရောင်းခုမှာတစ်ခါလဲစောင့်ပေးပေးမယ်ပေါ့နော်ဒီမှာတော့အပင်ကြီးကောင်းနေလားအပင်နဲ့အုပ်ဆိုင်ညာ ရေမီအစုံပါတယ်เนาะဒီမှာဆိုလို့ရှိရင်လည်းရေတစ်ခါလည်းပါတယ်ပေါ့เนาะရေမီအစုံပါတမန်တန်ငါးလေးတက်ဆင်ထားပြီးတော့ကျမအထဲထဲဝင်ကြပြီ။အောက်မှာတော့ကျမကြွေပြားခင်းထားပြီးသား။ဒီမှာတော့ရှေ့မှာတော့ဒါဖနက်ချွတ်။အထဲထဲဝင်လာလိုက်တာပေါ့နော်။အပေါ်မှာဆိုရင်တော့ထပ်ကူးတစ်ထပ်ပါလိမ့်မယ်။ဒါတော့အထဲထဲဝင်လာလိုက်တယ်။ အိမ်ကတော့ကျမတို့အရင်တော့အိမ်ပေါ့နော်အိမ်အဟောင်းပေါ့နော်ဒါမှမပြောချင်တာချက်ချင်းငငလူနေဖို့ပြုဖို့ဆိုလို့ရှိရင်တော့ဒါနေလို့ရတဲ့အနေအထားရှိတယ်ရေတွေပါရေဝတ်တာရေတွေပါရေတတ်တာမရှိသေးဘူးပေါ့နော်ကိုယ့်ဘက်မှာဆိုလို့ရှိရင်လည်းကျမတို့ဂိုဒေါင်လိုပုံစံမျိုးတစ်ခုပါသေးတယ်ပေါ့နော်ကျမတို့ဒါနောက်ဝေးမြို့ကြောင်လိုက်ပြပေးပေးမယ် brand locker လေးနော်ဒီအိမ်ကကြတော့ပြောမယ်ဆိုကျမတို့ဒါမြေကြီးစေးဝင်းကျင်ပေါ့နော်မြေကြီးစေးတက်တာပေါ့ နောက်မှဆိုလို့ရှိရင်တော့နောက်ခွေးမီးဖို့ကြောင်းပေါ့နော်မီးအိမ်ကတော့လင်းနေတိတ်လားဒါအခုမီးပြတ်နေတာဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေချိုးကန်းအိမ်သားပေါ့နော်ဒီဘက်မှာတော့ကျွန်တော်တို့အိမ်သားမိုက်အားလေးချက်ပေါ့မယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘူရန်အိမ်သားတစ်ခါလဲပါနေပြီပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါရေချိုးကန်းပေါ့ရေချိုးကန်းနဲ့ကြည်ရရှင်နော်ရေချိုးကန်းဒါကတော့အပေါ်ထက်တက်တာနော်နော်အပေါ်ထက်တက်တာလေးတစ်ချက်ပြပါ ဒါဆိုမှအိမ်မကြီးကလည်းဝင်လာပါဘောနော်။ order ထပ်ခူးလုံနေလို့ရတယ်။ဒီထိပ်ပိုင်းလေးဆိုလို့ရှိရင်တော့ဘောနော်လူတရက်မလွတ်တလို့ဒီနေရာဆိုလို့ရှိရင်တော့ကျွန်တော်အပေါ်ထပ်ခူးလေးလူတရက်လွတ်တယ်ဘောနော်။အပေါ်ထပ်ခူးလေးကျဲအောက်မှာလည်းကျွန်တော်တို့ရှာလို့ခင်းထားတယ်ဘောနော်။ကြည့်ရ။ဟိုဘက်ကူတော်လေးပြပေးပါ အိမ်ကတော့ကျမတို့ကအိမ်အဟောင်းပေါ့နော်ဟိုးရုံးကဆောက်ထားတဲ့အိမ်ဖြစ်တဲ့အတွက်ကိုတော့အထွေတလူပြဖို့မလို့ဒါပေမဲ့အိမ်ပွင့်နေပေါ့နော်အိမ်လင်းနေပေါ့လင်းနေအိမ်ပွင့်နေနော်ဒါအိမ်လေးပြန်ပြပေးပြီတွင်ပိုင်းနေအရှိမှာဆိုလို့ရှိရင်လည်းကျမတို့ခြံကျဲတယ်ပေါ့နော်အရှိဒီနေရာမှာဆိုလို့ရှိရင်လည်းကားရက်လို့ရကိုဘက်ဘေးမှာဆိုရင်လည်းကားရက်လို့ရဒါဘေးဒီဘက်ဘေးခြံပေါ့နော်ကိုတော့လူမျိုး နောက်မှဆိုရင်လည်းအခန်းပါသေးတယ်ဒါကတော့ hall ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီဘက်မှာတော့အခန်းဆုံးတသက်ဒီဘက်မှာဒါလည်းအခန်းပါတယ် hall ပေါ့နော်ဒီကတော့ကျမတို့ကနေရပါတော့နော်လမ်းအနေထားအိမ်ချမ်းအကွက်အကောင်းကျမရောင်းချပြီ ဒီရှေ့မှာလည်းဒါမြောင်မင်းလေးကြီးလို့တော့အပင်နေစိုက်ထားတယ်နော်ရက်ွက်ကတော့ကောင်းတယ်ရက်ွက်ကောင်းရက်ွက်တာ ီကကျမအခုရောင်းချပေးပေးတဲ့မြေပြင်ရဲ့တည်နေအောင်ပြပေးပေးရအောင်နော်ဒါဆိုလို့ရှိရင်ကျမတို့ကပြည်တော်စုမိန်းကမကြီးဒီမှာဆိုလို့ရှိရင်ပန်းချံကားမှတ်တိုင်ရှိမယ်ပြည်တော်စုပန်းချံရှိတယ်ဒီပန်းချံရဲ့ဟိုဘက်ချမ်းဆိုလို့ရှိရင်တော့ကျမတို့အများရဲ့မုံအိမ်ဟာရဲ့ဘက်ဖြစ်သွားမှာပေါ့နော်ဒီလမ်းကနေတက်တက်တက်မယ်ဆိုလို့ရှိရင်တော့ကျမတို့တောင်မြောက်လမ်းစုံမြောက်တကုံဘက်ကိုဝင်သွားပြီးတော့ကျမတို့တောင်မြောက်လမ်းစုံဟိုဘက်ကျော်သွားမယ်ဆိုလို့ရှိရင်တော့ပန်းတန်းဆံပြားစည်းဘက်ကိုဆင့်သွားလို့ရတဲ့နေရာပေါ့နော်ဒါကတော့ပြည်တော်စုလမ်းမှာပေါ့နော်အဲ့တော့ပြည်တော်စုလမ်းမှာပန်းချံကားမှတ်တိုင်ကနေဝင်လာမယ်ဆိုဒီနေ့မှကျမတို့89ပဲလေးအိမ်ချမ်းမြေရုံခန်းရှိ ရဲ့ရုံကန်းလေးကနေကြော်လာလိုက်ရင်ကျွန်တော်တို့ဒီလိုမျိုးမိန်လန်းမာကြီးပေါ့နော်ဒူးရုပ်ပေါင်းလန်းမာကြီးပေါ့နော်အဲလန်းကျဲကြီးပေါ့မှာရတာမိန်လန်းမာပေါ့မှာရတာအိမ်နံပါတ်ပေါင်းခြင်းက၈ကနန်းလေးကြတယ်အလှဲ့အတွက်မယ်ဆိုလို့ရှိရင်နော်အနောက်တောင်ဘက်အလှဲ့လေးကြပါတယ်ရှင်ပေါ့နော် မတို့စိုးအောင်မလုံမချင်းပေါ့နော်ရောင်းထွက်သွားပါသေးမရေးမချင်းဝယ်ယူဖို့တိုက်တော့ပါတယ်ရှင်အိမ်ကြည့်ကျင်တယ်ဆိုလို့ရှင်တော့ကျမတို့တနိုင်းလောက်လေးဖုံးလေးကြိုဆက်ပေါ့ပေါ့နော်ဒါအတွင်းအနေထားကိုသိရတယ်ဆိုလို့ရှင်တော့ကျမတို့ကမြေမြင်တီနေရကိုတည်တည်ချာချာကျမတို့လမ်းညွန်လေးပါပြပေးတာဖြစ်နေတဲ့အတွက်တချို့ပတ်ဝန်းကျင်ကြည့်ကျင်တာတချို့ဆိုတော့အိမ်အနေထားကိုကြည့်ကျင်တာဆိုကိုရိုင်းကိုကြလည်းလာရောက်ကြည့်ရှုနိုင်တယ်လို့မျိုးကျမတို့ယုံကန်းကိုလာယုံကန်းနေပြီးတော့ကျမတို့ဝန်ဟန်းလေးတွေလာပြီးတော့လည်းပြပေးပေးလို့ရတယ်ပေါ့နော်အ short အတင်းလေးရှိပါတယ်ရှင်ညှိနှိုင်းရှိပါတယ်ရှင်ပိုင်ရှင်ဓာတ်ရိုက် က်ပါရှင်ပေါ့နော်ဒါကြောင့်မလို့ဝယ်ယူသူတွေပေါ့နော်ကျမတို့ပိုင်ရှင်နဲ့အတူတူထိတ်တိုက်ဆွေးနွေးပြီးဝယ်ယူခြင်းနဲ့ဧည့်သည်တွေဆိုလို့ရှင်တော့ဒါဟိုက်ကိုဆွေးနွေးလို့ရကျမတို့ကလေတောင်တကုံရဲ့အစ25ရက်ကွက်ကနော်ဒါဆိုလို့ရှင်ကျမတို့ကမြေဈေးပတ်တစ်ပတ်ချလဲမြေဈေးဝင်းကျင်ဈေးနဲ့ရောင်းတာပေါ့နော်ပန်ဝင်းကျင်ကောင်းတယ်လမ်းကောင်းတယ်မိန်းလမ်းမရဲ့ဒိုးရိုပေါက်ကြတယ်အလှက်ကောင်းတယ်ပိုင်ဆိုင်မှုအရှုပ်ရှင်ကင်းရှင်းတယ်ပေါ့နော်ဂရန်အမီပေါက်ကိုတိုင်ရောင်းချတာအယောင်းမြေပုံရာဆိုရင်ကူပေးမယ်ရန်ကုန်တခါတည်းစောင့်မေးမှဖြစ်တဲ့အတွက်ကိုဝယ်ယူသူတွေပေါ့နော်ကျမတို့ လမ်းကောင်းတာမှလိုချင်တဲ့နေရာကောင်းတာအိမ်ငိမ်ပေါ့နော်ပတ်ဝန်းကျင်ကောင်းတာလမ်းကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ဒါရွေးချယ်မှုမှားဖို့နေရာမဟုတ်ဘူးပေါ့နော်ဒီအိမ်နဲ့ဒီခြံလေးကအိမ်နံပါတ်ကလေးကလည်း၈ကနန်းဆိုရဖာကြောင့်ကျမတို့ကငွေကနန်းလေးကြားတယ်ပေါ့နော်အဲအလှဲ့ဆိုလို့ရှိရင်လည်းအနောက်တောင်ဘက်အလှဲ့လေးကြားပါလိမ့်ရှင်ကျမတို့ပတ်ဝန်းကျင်ခြိုက်တာလားတိတ်ဆိတ်ပြီးဝင်လာလိုက်တာနဲ့လမ်းနေတာအရန်ကောင်းတယ်မင်းလမ်းမကြီးရဲ့တို့ယူပါပြောရမယ်ဆိုဈေးနေကြောင်းလေးလမ်းမကြီးရဲ့လမ်းကျယ်ကြီးရဲ့ထဲစင်းကြတယ်ဒီလမ်းကလည်းတောင်တစ်ကုန်းမှာလမ်းကျယ်ပဲပေါ့နော်ဒါကြောင့်မလို့ဝယ်ယူ ူသူတွေစိုးအောင်မလုပ်မချင်းရောင်းထွက်သွားပါသည်မရေမချင်းဝယ်ယူထားပါရှင်ပေါ့နော်ကျမတို့အိဒီနိုင်ပလိအိမ်ချမ်းမြေမှာဝယ်မရောင်းမမဟုတ်ဘူးတိုင်မြင်ဆွေးနွေးခြင်းလိုပဲဖြစ်ဖြစ်ရောင်းအပ်ခြင်းလိုပဲဖြစ်ဖြစ်ပေါ့နော်ခရံမီပောက်ဖောက်ခြင်းလိုပဲဖြစ်ဖြစ်လာရောက်ပြီးတော့တိုင်မြင်ဆွေးနွေးနိုင်ပါတယ်ရှင်ရုံကန်းတီနီယာဆိုရင်တော့တောင်တကုံမြို့နယ်25ရက်ွယ်ပလဲရတနာလမ်းမှာပေါ့ ြည်တော်စုပန်းချံကားမှတ်တိုင်အနည်းပါရှင်မနော်ကျွန်မအခုရောင်းချပေးလိုက်တဲ့နေရာသည်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်25ရပ်ကွက်ပါရှင်မနော်ကျွန်မတို့ပလဲရတနာမိန်လမ်းမရဲ့ဒေသင်းလေးကိုရောင်းပေးပေးလိုက်တာပါနော်ခရံမြေပေါကိုတိုင်ရောင်းချပေးမှာပါ3900ညှိနှိုင်းနေပါရှင့် မှားယွင်းမှုရှိသွားမယ်လိုအပ်ချက်ရှိသွားမယ်ဆိုရင်လည်းခွင့်လွှတ်ပေးပါရှင်ပေါ့နော်ကျမတို့ရောင်းအပ်ခြင်းသူတွေနော်ကျမတို့ရုံဖုံးလေးကိုမနက်9နိုင်ရနေညနေ9နိုင်တွင်ဖုံးဆက်ပြီးတော့အပ်ပေးပေးပါပေါ့နော်ဒီရက်ပိုင်းဆိုလို့ရှင်တော့ကျမတို့ပေါ့နော်လူနေရက်ွက်ကလေးလည်းမိတာလေးတွေများလို့ကျမတို့ဒါအယောင်ပို့လေးတွေတင်ပေးပေးရပါရှင်နောက်နေ့ဗီဒီယိုဖိုင်လေးမှာပြန်တွေ့မှာပဲရှင်